အားလုံးမင်္ဂလာပါကျွန်တော်ယခုပြမှာတော့လေးနောက်ပေလေးကြာနိုင်တယ်ကိုပြမှာဖြစ်ပါတယ်တုံညာ9တုံညာကကျွန်တော်တို့တုံညာ9တုံညာလို့ဖြစ်တဲ့ချိန်မှာတင်းနှစ်တုံတုံညာနောက်ပေကတုံညာနောက်ပေဆိုပြီးပြီးသွားပါတယ်တော့9လေး9က9လေး9လို့ဖြစ်တဲ့ချိန်မှာတင်းနှစ်တုံ ိုးဘေးကကိုးဘေးဆိုပြီးပြီးတော့ပါတယ်တိကိုးချောင်းကတိကိုးချောင်းလို့ဖြစ်တဲ့အချိန်မှာတင်းနှစ်သုံးခွန်ဘေးကခွန်ဘေးဆိုပြီးပြီးတော့ပါတယ်ချောင်းနှစ်ရှစ်ကချောင်းနှစ်ရှစ်လို့ဖြစ်တဲ့အချိန်မှာတင်းနှစ်သုံးလေးဘေးကလေးဘေးဆိုပြီးပြီးနိုင်ပါတယ်ဒါတော့ကျွန်တော်တိရှိလေးလေး ဝေကနန်းပေါ့နော်ပြမှာဖြစ်ပါတယ်ခွန်သုံးတဲ့ဘက်လေကုသညာခွန်1 2 3 4 5 6ဒါ8တင်5ဘက်လေးလေးစီနောက်နေ့မှာပြီးတော့ပါတယ်3ခွန်1 2 3 4ညာခွန်ကို1 2 3 4 5 6ဒီ6 7ဘက်လေးလေးစီ ဒါဒီနှစ်မှာပြီးနိုင်ပါတယ်အဲ့တော့ကျွန်တော်ပရိသုံးလေးကိုပြမှာဖြစ်ပါတယ်တုံညာထိပ်လေးတွေချောတွေဇောင်းတောင်တာသုံးခက်ရှိပါတယ်အဲ့တော့တုံညာထိပ်လေးတွေချောတွေဇောင်းတောင်တာရဲ့ပထမပရိအောက်မှာပရိသုံးကိုပြထားပါတယ် ဒုတိယပရင်ဖြစ်တဲ့တုံညာတဲ့လေးတွေ၆တွေရဲ့ဇောင်းပရင်ရဲ့အောက်မှာလဲပရိသုံးပေးတာပါလေတတိယပရင်ဖြစ်တဲ့တုံညာတဲ့လေးတွေ၆တွေဇောင်းဆောင်တိုင်းအောက်မှာပရိသုံးပေးနိုင်ပါတယ်တော့ကျွန်တော်တို့ဒီသုံးပိတုံညာခပရမပရိတဲပါတယ်ဒုတိယသုံးပိတုံညာခဒုတိယပရင်တဲပါတယ် တတိယသုံးဘိတ်သုံးညာကတတိယပြင်တည်ပါတယ်အဲဒီတော့သုံးဘိတ်သုံးညာကပရမပြင်ရဲ့နောက်နှစ်မှာအချိန်20မှာဘရိကူပြေးထားပါတယ်အဲဒီဘရိကျွန်တော်တို့သုံးဘိတ်သုံးညာကပရမပြင်ရဲ့နောက်နှစ်မှာဒါ၄ရှိကိုပြေးထားပါတယ်ဒုတိယသုံးဘိတ်သုံးညာခါရဲ့ ဒုတိယပြင်ရဲ့နောက်နေမှာလည်း6 8ပေးထားပါတယ်တတိယ3ပေး3ညခါရဲ့နောက်နေမှာလည်း6 4ဆိုပြီးတာပေးသွားပါတယ်အဲတော့3ပေး3ညခါဘရမပြင်ရဲ့နောက်နေမှာအကျဉ်း20မှာဒါ6 4ကိုဗရီကိုပေးထားပါတယ်အဲ့ဗရီ6 4ကိုဒီသူ့ရဲ့ဘယ်ဘက်နှစ်ကကဏ္ဍကွက်ဖြစ်နေရမှာဖြစ်ပါတယ်အဲတော့သူ့ထက်မှာလည်းဒီ6 4ကိုရဲ့ထက်မှာဆိုလို့ရှိရင်လည်း ဒါနဲ့အပူခွားနဲ့၄၃၃ဟာ သူ့ရဲ့ဘယ်ဘက်နှစ်က၁၂၃၄ဒါ၄နှစ်တွင်တည်းကခဏတကွက်ထွက်သွားပြီးရဲ့တွက်သွားပြီးအောက်မှာဒါ၆လေး၉လေးစီသူ့ရဲ့ဘယ်ဘက်နှစ်ကဗရိကိုးနဲ့ခဏတကွက်ထွက်မှာဖြစ်ပါတယ်ဒုတိယ၃ဘိတ်၃ညာခါဒုတိယဖရင်ရဲ့နောင်နေခြင်းနဲ့ဆင်မှာလဲဒါတိရှင်းနဲ့ဗရိတွေဆိုပြီးပြထားပါတယ်အဲ့ဒါရဲ့ အဒီရှင်းနဲ့ဗရိတရဲ့တိဆိုတာလည်းသူ့ရဲ့ဘယ်ဘက်နှစ်ကဒါကဏ္ဍတကွက်ပြီးရမှာဖြစ်ပါတယ်အဒီရှင်းနဲ့ရဲ့အထက်မှာဒီချောချောနှစ်လေးဒီသူ့ရဲ့ဘယ်ဘက်လေးနှစ်တွင်တဲ့က1 2 3 4အပူခွားနဲ့ဒါကဏ္ဍတကွက်ပြီးထားမှာဖြစ်ပါတယ်အဲ့ဒီအောင်မှာဒါတိရှင်းနဲ့ဆိုပြီးတော့ဗရိတကကြာသွားပါတယ်တတိယ၃မိ၃ညာက အဲ့ရဲ့နောက်နှစ်မှာအကျင်း20မှာဒါပရိသုံးဆိုပြီးပေးရမှာဖြစ်ပါတယ်အဲ့တော့ပထမပရိကိုဒုတိယပရိတတတိယပရိသုံးဆိုပြီးပေးရမှာဖြစ်ပါတယ်အဲ့ရဲ့ပရိသုံးရဲ့အထက်မှာလဲဒီကဏ္ဍလေးဒီသူ့ရဲ့ဘယ်ဘက်လေးနေတွင်နေရ1234ဒါလေးနေတွင်နေရကဏ္ဍတစ်ခွက်အပူခွက်ထွက်ပေးထားမှာဖြစ်ပါတယ်အဲ့ဒီရဲ့အောက်မှာ ဗရီသုံးလေးဒီသူ့ရဲ့ဘေဘက်နှစ်ကဗရီသုံးဆိုတော့ကျွန်တော်တို့ကဒီခဏတစ်ခွက်ပဲရှိတာဖြစ်ဒီအတွက်ကျွန်တော်အနေနဲ့ဒါတရှစ်လေးရှစ်တလေးကိုကျွန်တော်ရွေးချယ်လိုက်ပါတယ်။နော်နေဦးမှာကျွန်တော်တို့ဂွာလေး1 2 3 4 5 6 7ဂွာလေး1 2 3 4 5 6 7 ဒီနှစ်3 4 5 6ခု8ကွာလေးအဲ့မှာကျွန်တော်တို့ဒီကွာလေးရဲ့အဲ့နေတဲ့မှာဒါတန်းထဲမှာပရိင္ဃပရိခွန်ဒုတိယကွာလေးရဲ့နေထဲမှာလည်းပရိင္ဃပရိခွန်တတိယကွာလေးရဲ့ဒီတန်းထဲမှာလည်းပရိင္ဃပရိခွန်ဆိုပြီး9ခွန်9ခွန်9ခွန်ဆိုပြီးတဲထားပါတယ် အဲ့အဲ့လိုတည်ထားတာရဲ့ဒါပထမဦးဆုံးဂွာလေးငါခွန်သူ့ရဲ့ဒီဘက်ကဒီဇောင်းလေးပေါ့နော်3 3ဆိုတဲ့ဇောင်းလေးဒီနောက်နှစ်မှာကျွန်တော်တို့5 3 3ပတ်လည်ကို5 3 3ကိုပြေးသွားပါတယ်နောက်ဒုတိယဂွာလေးပရိငါပရိခွန်ဒီရဲ့ဇောင်းဇောင်းရဲ့ဒီဘက်မှာ1 3 5ဆိုတဲ့ ီဆောင်ကနားလေးစီနောက်နေ့မှာ90ဆိုပြီးပြီးတော့ပါတယ်အဲ့ဒီတော့ကျွန်တော်တို့တဏ္ဍာနဲ့ပြီးတော့ပါတယ်နောက်တတိယကွာလေးပရိငါပရိခွန်ဒါဒီဘက်ဆောင်လေးမှာရှိတဲ့ဒါ143လေးစီသူဒီမှာတဏ္ဍာနဲ့အဲ့တော့ဒီမှာတဏ္ဍာနဲ့တကယ်ဆိုရင်ပြီးရမှာဖြစ်ပါတယ်အဲ့ဒါမပြီးတာဖြစ်သည့်အတွက်မပေးသေးတာဖြစ်သည်တော့ကျွန်တော်အနေနဲ့ delicious ဆောင်းလေးကိုဒါယခုဘွဲမှာ ဒါစွဲပြီးတော့ကျွန်တော်ထိုးဖို့ရပြလိုက်ပါတယ်။တော့တစ်ချက်အနေနဲ့ကတော့ဒါကျွန်တော်15ချိန်တုန်းကဒါ814 814ကိုဒါကျွန်တော်ပြထားပါတယ်။ပတ်လေပေါ့နော်အဲ့ဆိုင်လေးကိုပြထားပါတယ်။အဲ့ဒါအခုထပ်မှန်ပြီးတော့ကျွန်တော်ပြန်ပြမှာဖြစ်ပါတယ်။အဲ့ဒါကတော့ခွန်ဘိတ်၅ဘိတ်၆ဘိတ်၂ဘိတ်ခွန်၅ချောင်းနဲ့ဇောင်းထောင်နဲ့ တိုင်းမင်းดูပါပဲ1 2 3 4 5 6 9 3 3 3 8 9 8ဒါပထမပရိမာဒုတိယပရိနေနဲ့ကလည်းအလိုပဲခွန်ဘိတ်၅ဘိတ်၆ဘိတ်၂ဘိတ်သူတကရည်တွက်ကြည့်လိုက်ရင်၁၂၃၄၅၆ခွန်တိုင်းဝင်ดูပါ၃ဘိတ်၃ဘိတ်ခွန်ဘိတ်ဒါဒီကဏ္ဍလေးပေါ့နော်ပထမခွန်၅ချောင်းနဲ့ဇောင်းထောင်နဲ့သူ့ရဲ့ထက်က၃၃ခွန်ဇောင်းထောင်နဲ့အဲ့ဒီအောက်ကဒီ ချောင်းနဲ့ကြောင်ပတ်လည်လေးစီကျွန်တော်အဲ့တော့ခွန်ငါချောင်းနဲ့ဇောင်းထောင်တာရဲ့အောက်မှာကျွန်တော်ထိုးပါတယ်အဲ့တော့ဒါအဲ့တော့ဒါပြီးတော့တော့ပေါ့နော်အဲဒုတိယဖရင်ဖြစ်တဲ့ခွန်ငါချောင်းနဲ့အဲသူကအထက်တိုင်းမင်းသူ33ခွန်ဇောင်းကဒီ၄ရှိတိဆိုတဲ့ကဏ္ဍလေးဟာအဲလိုပေါ့ပထမဖရင်ခွန်ငါချောင်းနဲ့ဇောင်းထောင်တာရဲ့ဒီ6နှစ်6ပတ်လည်လေးရဲ့ခွန်ငါ6နှစ်ဇောင်းထောင်တာရဲ့အောက်မှာ အဲ့တော့ပြီးသွားတယ်အလိုပဲဒုတိယခွန်ကားချောင်းနဲ့ဇောင်းထောင်နဲ့သူ့ရဲ့ထက်မှာသုံးသုံးခွန်ဇောင်းထောင်နဲ့တိုင်းမလူပါဒီလေးချေးသေးသေးလေးပတ်လေလေးစီခွန်ကားချောင်းနဲ့ဇောင်းထောင်တော့အောက်မှာကျွန်တော်အဲ့တော့ကတော့စွဲထုတ်ပါတယ်ပြီးမသွားပါဘူးအဲ့တော့ကျွန်တော်ယခုပွဲကိုဒါဖမ်းတာပါတယ်အဲ့ဒါတော့ကျွန်တော်စိုက်ကတော့ဟိုပါဘောနှစ်ကက်သေးပါ ဘာကြောင့်လဲဆိုလို့ရှိရင်ဒီနောက်ဘေးသုံးလုံးပေါင်းခြင်းကခွန်ဒီမှာနောက်ဘေးသုံးလုံးပေါင်းခြင်းက၄ဒီမှာနောက်ဘေးသုံးလုံးပေါင်းခြင်းက30ပေါ့နော်အဲ့လိုဖြစ်တဲ့ချိန်မှာစောစောကကျွန်တော်ပြောတဲ့ဒီစောစောကကျွန်တော်ပြောထားတဲ့ဒီကဏ္ဍလေးကိုဒီစောစောကကျွန်တော်ပြောထားတဲ့ဒီကဏ္ဍလေးကို ါပေးတယ်လို့ကျွန်တော်ယူဆထားပါတယ်ဒီလိုပေးတယ်လို့ကျွန်တော်ယူဆထားပါတယ်ကျွန်တော်ပြန်ပြပါမယ်ဒီမှာကျွန်တော်တို့နောဘေသွန်လုံးပေါင်းကြီးကခွန်နောဘေသွန်လုံးပေါင်းကြီးက၄နောဘေသွန်လုံးပေါင်းကြီးက၃ညအဲ့ရောမှာဒီချောချောနဲ့ဒီဒါစောစောကဒီဖရင်အဲခွန်ငါးချောင်းနဲ့ဇောင်း သုံးသုံးခုဇောင်းအောက်ကဒီကနန်းကိုဒါပေးတယ်လို့ကျွန်တော်ယူဆထားပါတယ်ဒူရီယာအနေနဲ့ကြည့်ရင်လည်းကျွန်တော်တို့ဒီမှာဒီနောဘီသုံးလုံးပေါင်းခြင်းကခွန်နောဘီသုံးလုံးပေါင်းခြင်းက၄ဒါနောဘီသုံးလုံးပေါင်းခြင်းကတုံညပေါ့နော်အဲဒါခွန်၄တုံညအဲ့လိုအဲ့ ဖြစ်သည့်အတွက်ဒါကျွန်တော်အနေနဲ့ဒါခွန်96နဲ့ဇောင်းထောင်နဲ့အတုံးလုံးခွန်ဇောင်းထောင်နဲ့အဲ့ဒီအောက်ကဒါကနန်းကိုဒါဒီချိန်မှာပဲကျွန်တော်ဖမ်းလိုက်ပါတယ်ဒါတချို့ကတော့ပြောစရာရှိတာပေါ့နော်ဒါဒီလိုခွန်အဲဒီလို၃ညအဲဒီလို9ဘီတော်လုံးပေါင်းကြီးခွန် နောဘေသွန်လွန်ပေါင်းခြင်း၄နောဘေသွန်လွန်ပေါင်းခြင်း၃ညအဲ့တော့ပထမခွန်ဖြစ်တဲ့ဒီကဏ္ဍကကြတယ်ပေါ့နော်အဲ့တော့ဒီခွန်ဒီ၄ဒီ၃ညပေါ့နော်အဲ့တော့ဒီခွန်ရဲ့ဘေးကဒီ၅၃ညလေးကိုကျွန်တော်မယူပါဘူးဒီစောစောတိုင်းမင်းအတူဖြစ်တဲ့ခွန်၅ချောင်းနဲ့၃၃ခွန်အဲ့အောက်က ဒီချုံလေးချောက်ကိုပဲကျွန်တော်ယူလိုက်ပါတယ်အဲ့တော့ဒုတိယပရင်ဖြစ်တဲ့ခွန်9ချောင်းနဲ့သုံးသုံးခွန်ဒီ၄ရှိတဲ့ဆိုတော့ပက်လက်ကနန်းလေးဒါဒီပွဲမှာဒါ၁ရှိလေးရှိတဲ့လေးဆိုပြီးတော့ဒါလေးကိုပဲကျွန်တော်ယူလိုက်ပါတယ်အဲ့တော့ကျွန်တော်ဒါ၁ရှိလေးလေးကိုခုဒီပွဲမှာကောင်းတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြလိုက်ပါတယ် နောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့လိုက်နေတဲ့တုံညာတစ်တစ်ပေါ့နော်အဲဒီတုံညာတစ်တစ်လေးကဒီဘွဲမှာတော့ဒါကျွန်တော်တို့ကတုံညာတစ်တစ်ကိုငွေကဏ္ဍလောက်ထားတာဖြစ်သည် ဖြစ်သည်ရဲ့တပတ်ဒီဘွဲမှာလဲဒါကျွန်တော်မိတ်ဆွေများနည်းနည်းပါးပါးလေးထိုးပေးပါသူမှာတုံညာတစ်တစ်ကငွေကဏ္ဍဟာ1 2 3 4 5ကျွန်တော်ဒီချိန်လောက်မှာ ိုဒီချိန်လောက်မှာထွက်လိမ့်မယ်လို့ကျွန်တော်ယူဆထားပါတယ်ဒါပေမဲ့ငါချိန်တွင်းမှာဒါပေးနေတာဖြစ်သည့်အတွက်အခုပွဲလေးကိုလည်းကျွန်တော်မိတ်ဆွေများနည်းနည်းထည့်ထိုးပေးပါဘာကြောင့်လဲဆိုလို့ရှင်ကျွန်တော်ရင်အဟောင်းကျွန်တော်တင်ထားတဲ့ page အဟောင်းတွေမှာလည်းကျွန်တော်ပြဘူးပါတယ်ဒါပြန်တွေးပေးတာပါကျွန်တော်တို့95ခုနှစ်ကစပြီးတော့ဒီတုံညာထိန်းနဲ့ပရိင်္ဂါတော့ 2005မှာလည်းတုံညာထင်းနဲ့ပရိလေးဒါကျွန်တော်တို့2015မှာလည်းတုံညာထင်းနဲ့ပရိတို့2025မှာဒါတုံညာထင်းနဲ့ပရိနှစ်ကိုကျွန်တော်တုံညာတိတိတွေကိုလည်းရင်ပိစ်တွေမှာကျွန်တော်အဟောင်းတွေမှာတုံညာတိတိကိုကျွန်တော်တင်ထားပါတယ်အဲ့ဒါတွေကိုပြန်စာစီပြန်တရားကြည့်ပြီးတော့ဒါပြန်တရားကြည့်လို့ရှိရင်သဘောပေါက်ပါလိမ့်မယ်အဲ့တော့ဒီပွဲလေးကိုလည်းနည်းနည်းပါးပါးထည့်ထုတ်ပြီးပါဆိုဒီမှာ ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ထားပါတော့ကျွန်တော်အသေးသေးတော့ကျွန်တော်မပြောတော့ပါဘူးဖြတ်ပြောတော့ပါမယ်အဲတော့ဒီတုံညာထိပ်ပရင်ငါးရဲ့အထက်မှာကျွန်တော်တို့ကဒီလင်းငါးလေးဆိုတဲ့လင်းငါးလေးလေးဒီအောက်မှာကျွန်တော်တို့ကဒါဝမ်းကျင်းပေါ့နော်ဒါဝမ်းကျင်းလင်းတော်ပိနဲ့ကြာသွားပြီအဲ့ရဲ့အောက်မှာဒါလင်းငါးလေးက တပင်းကျော်မှကျတင်ကားလေးဆိုပြီးဝန်းချင်းပေးသွားပြီးနောက်၄နော်ဘိတ်တဲသွားတယ်ပေါ့နော်နောက်၄ကိုနော်ဘိတ်ဒီမှာကျွန်တော်တို့က၄၄ပေါင်းရှစ်ရှစ်ကို၄ပေါင်းတော့အဲ၄ကို၄ပေါင်းတော့ရှစ်ပေါ့နော်ရှစ်ကို၄ပေါင်းတော့နှစ်ပေါ့နော်နှစ်ကို၄ပေါင်းတော့၆ဆိုပြီးဒီနေ့မှလည်းထပ်ပြီးပေးထားတာပြည်စီအတွက်နောက်ကျွန်တော်မိစေမြတ်၃ညတိတိလေးကိုနည်းနည်းပါးပါးတော့ထည့်ထိုးပေးပါအဲတော့ကျွန်တော်ပြန်ပြပါမယ်ဒါ၃ညတိနဲ့ပရိင္ကားမှာဒါသူ့ရဲ့ထက်မှာ ဒါတင်ကားလေးသည်ဒါလေးနောက်ပေးဖြစ်ပြီးတော့ဒါတပင်ကျော်ကကျွန်တော်တို့လင်ကားလေးကဝမ်းကြီးကျသွားပြီအဲ့ရဲ့အောက်မှာဒါသူညာထင်းနဲ့ပရင်ကားကိုစပေးပါတယ်ဒါအရင်ဒီမှာသူညာဖြစ်ချင်းလို့ဘာလို့ညာတို့ကလည်းကျွန်တော်ရင်အဟောင်းထဲမှာလည်းပြဘူးပါတယ်ပြန်ကြည့်သိပါလိမ့်မယ်တော့ဒုတိယ2005မှာလည်းကျွန်တော်တို့ကသူညာထင်းနဲ့ပရင်လေးဆိုပြီးပြီးတဲ့အထက်မှာကျွန်တော်တို့ရှစ်ပေဆိုပြီးရိုက်တော့ပါတယ် ဲတော့၄ကို၄ပေါင်းတော့၈ပေါ့နော်အဲ့၈ပိတ်ဒီလဲအဲသူ၈၅၈ပိတ်ဒီဒီမှာကျွန်တော်တို့တပင်ကျော်ကဝန်းချင်းပေးပြီးတော့ဒါ၈ပိတ်နဲ့၄ကို၄ပေါင်းတော့၈ပေါ့နော်အဲ့ရဲ့အောက်မှာဒါတုံညာထင်းနဲ့ပရိလေးကိုပေးတော့ပါတယ်နောက်တတရားပရင်ဖြစ်တဲ့2015မှာလဲဒါတုံညာထင်းနဲ့ပရိသုံးပေါ့နော်ပေးတာရဲ့အထက်မှာဒါနှစ်ပိတ်ဆိုပြီးတည်လိုက်ပါတယ်အဲ့တော့ ပထမဆုံး၄ဘိတ်ဒုတိယကျွန်တော်တို့က၈ဘိတ်ဒါတတိယဖရင်မှာ၂ဘိတ်အဲဒီခွန်လေးနဲ့ဆိုတဲ့ဟာလေးဒီလေသူ့ရဲ့တပင်ကျော်ကဒါ၄နှစ်တက်ဝန်းကျင်ပေးပြီးတဲ့အောက်မှာကျွန်တော်တို့တုံးကြရင်းနဲ့ဗရေသုံးလို့ဆိုပြီးပြီးတော့ပါတယ်ဒါစရုပ်ရဖရင်ဖြစ်တဲ့2025မှာဒါတုံးကြရင်းနဲ့ဗရေနဲ့ကျွန်တော်တုံးကြတိတိကိုလိုက်နေပါတယ်အဲဒီတော့ဒီမှာကျွန်တော်တို့သူ့ထက်မှာဆိုလို့ရှိရင် 6တော့ပေးပြီးတော့ပါတယ်ပထမဖရီနေနဲ့တော့4တော့ပေး4ကို4ပေါင်းတော့8เนาะ8ကို4ပေါင်းတော့2 2ကို4ပေါင်းတော့6ဒါ4ပေါင်းချင်းမသက်လဲဖြစ်သွားပြီနောက်တစ်ချက်ကကျွန်တော်တို့ကဒီ6လေး6ကဒီမှာ1ချင်းလဲထိုးသွားတာဖြစ်ဒီအတွက်အတူအောင်မှာတုံရတိတိလေးစီဒါအနည်းငယ်တော့ထည့်ထိုးပေးပါ ော်ကျဲကဒါသူတို့ပြီးရင်လည်းပြီးတာပြီးနိုင်တာဖြစ်ဒီတော့ဗရိနစ်လေးကိုလည်းကျွန်တော်ပြန်ပြီးပြလိုက်ပါမယ်အဲ့ဒါတော့ကျွန်တော်တို့5 3 0 3ညပထမဗရိမှာသူကလည်းရေတွဲကြည့်လိုက်ရင်1 2 3 4ဒါဗရိနစ်ဆိုပြီးပြီးတာပါတယ်ဒုတိယဗရိဖြစ်တဲ့5 3 0 3ညသူကလည်းရေတွဲကြည့်လိုက်ရင်1 2 3 4နေဆိုပြီးပြီးတာပါတယ်တတိယဗရိဖြစ်တဲ့5 3 0 3ည တင်းနှစ်သုံးလေးဒီမှာကျွန်တော်တို့ကဗရိနေလေးရလေရှိသည်ရှိတာဖြစ်သည့်အတွက်ဒါတုံ့ကြတိတိလေးကိုလည်းထည့်ထုတ်ပေးပါအဲတော့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်မြင်တာလေးတွေကိုလည်းပြလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်